တိမ်ကတုတမီ channel ကိုနားဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာဖတ်ပြပေးမယ့်အကြောင်းအရာလေးကတော့ဈာနေဂျုံမမလီရေးသားတဲ့၈နာရီ15မိနစ်ဆိုတဲ့ဝတ္ထုတိုးလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်၈နာရီ15မိနစ်ဟုတ်တယ်အောက်ထပ်သူဆင်းသွားသောအခါလူမဆုံးသေး၍ ်ဧကန်းနေနိုင်ထိုင်ဆောင်နေရသည်ကျမတို့နိုင်ငံသားကိုယ်စားလှယ်များအထင်အမှန်ကျင်းပမည်တွင်ကြီးတဲ့သို့ချောက်ွားကြသောအခါတကွင်းလုံးလူတွေပြည်နေသည်ခမင်းစားပကံတစ်ချက်စာလောက်ရှိမည်ရှူရောင်ဖဲခွင်ကြီးများကိုဖားပေးနိုင်ချိန်စင်ထားသောအခမ်းအနားမှုများအရာရှိကြီးများမင်းပြိတ္တများကို တွေ့ရသည် နိုင်ငံသားဧည့်သည် နိုင်ငံသားတန်တမန်တို့သည် ဝိညာဉ်ကူကြီးများ၏မျက်နှာစာရှိလူသွားလမ်းကျယ်ကြီးချာလျက်တစ်ဖက်နှင့်တစ်ဖက်မျက်နှာချင်းဆိုင်ခိုင်းကြသည်ကျမတို့ထိုင်သောခုံတန်းရှည်တန်း၌ဂျပန်ဘေးရင်မြေတော်တကောင်မဆူမင်းသားနှင့်ကျင်ရတော်မင်းသမီးဝင်ကြီးချုပ်အထက်လွှတ်တော်နှယမဥက္ကဋ္ဌများဟီရိုရှိမာမြို့တော်ဝန်ဟီရိုရှိမာဘုရင်ကန်စသောအစိုးရပိုင်းမှပုဂ္ဂိုလ်ကြီးများထိုင်နေကြသည် ကွင်ကြီးရှိရှိကွက်လက်ကြီးတစ်ခုလုံးအပြည့်ခင်းထားသောခုံတန်းများပေါ်၌မြားပြလာသောလူသူပြိသက်ကြီးထိုင်နေကြသည်ဂူကြီးတစ်ဖက်တွင်ဒုရိယာမိုင်းကြီးနှင့်တီဆိုကြမည်အကြောင်းသူများမှနတ်ပြာရောင်ကာဝင်များဆင်တူဝတ်ဆင်ထားကြသည်နေရောင်ကြီးမှပြူထက်စွာပြူနေသည်ကွင်းထဲ၌အတန်ချက်ဆန်ဓာတ်ပုံရိုက်တန်းများမှအပါတပါအတန်ပလန်များတိတ်ဆိတ်နေသည် လူသူကြီးသည်ဝမ်းနှင်းကြေကွဲနေသောအတွင်ကိုစောင်းယူပေါ်ပြနေကြလျက်အနက်ရောင်ဝိဆုံများဖုံးလွှမ်းနေသောမင်းပြိတ္တနိုင်ငံသားဟုစလဲဧည့်သည်တော်တို့ကိုမေးမောကြည့်ရှုနေကြသည်အစီအစဉ်နှစ်နှစ်ရှစ်နာရီ၌ခန်းအနာစာသည်ခန်းနာမှုကအခန်းနာခွင့်လင်ကြောင်းပြောကြပြီးနောက်ဟီရိုရှိမားမြို့တော်ဝင်သည်ကိုကြီးဤရင်မြင်အမြင်ပေါ်သို့ခေါင်းလိုက်ဆိုင်ချပြည့်လှမ်းတက်သွားလေသည် ကိုကြီးတဖက်မှာလွမ်းဆူကြေးခွဲခွဲကောင်းလာသောဝင်းခရာတံများထော်ပေါ်လာသည်အတက်အစင်းထိမ့်မှနေ၍မြို့တော်ဝင်သို့ပန်းခွေကြီးလန်ကန်ပေးလိုက်သည်မြို့တော်ဝင်သည်လွမ်းသူပန်းခွေကြီးကိုတိုင်ဆောင်တဲပူးသွားကကိုကြီးရှိ၌အတားလေးချလျက်အယူအသေးအလေးပြုပြီးနောက်ပြန်ဆင်းလာကသူ့နေရာ၌ပြန်ထိုင်သည် အနောက်တိုင်းမှုဆောင်စင်ရင်ထားသောတကောမစုမင်းသားနှင့်ဂါဝန်ဝေးမင်းသမီးတို့နေရာမှထားသွားကြကပန်းခွေကြီးကိုနှစ်ဦးတည်ဆောင်ကန်ယူသွားလျက်ကိုကြီးရှိနိုင်ချလိုက်ကအလေးပြုကြနေပြီမင်းသားမင်းသမီးအလေးပြုပြီးမှအစီအစဉ်အတိုင်းနန်းရင်ဝန်အထက်အောက်လွှတ်တော်ဥက္ကဋ္ဌများဟီရိုရှိမားဘရင်ကန်စသူတို့ကအတီးတီးပန်းခွေတက်ချကြပြီးနောက် ေသူဝိညာဉ်တို့၏ဆွေမျိုးများတဲ့ကဆွေမျိုးတစုံကပန်းခွေချာကအလေးပြုကြလေသည်ဝိညာဉ်ကူကြီး၌ရွမ်းစုဝဲရာပင်ပညာများတိမုတ်လျက်အခန်းအနာဖြင့်ရွမ်းသူပန်းခွေချလျက်နေကြသောရှုခင်းကြီးကိုမမိတ်မတုံငေးဆိုင်မြို့ကြီးနေကြကုန်သောလူသူကြီးကရင်ပူလျက်ရှိနေကြသည်နိုင်ငံသားဧည့်သည်တော်တန်တမန်စသောပုဂ္ဂိုလ်တိုင်းမှမူ အတီးတီးဆွေးမြေသောအကြည်ကြီးချူကြည့်ငေးမောနေကြသည်ကြေကွဲစရာကောင်းလာသောဝင်းကရတန်တို့ကိုနားထောင်ရင်းကျမမရှင်တဲ့နိုင်လှိုက်ပူနေလေသည်ပန်းခွေချအစီအစဉ်ခန်းနာကြည့်ပြီးလျှင်မြို့တော်ဝင်ကမိန်ကုန်းပြောရန်အခမ်းအနားမှုကကြီးညာလိုက်သည်လွမ်းဆူကြေကွဲစရာတီးမုတ်လျက်နေသောဝင်းကရတန်များသည် တက်တဲနဲ့ဆဲသွားတော့ကမြို့တော်ဝင်ဤမိန်ကုန်တန်သည်ပြက်နှံ့ရိုက်ထွက်သွားလေသည်ဒီနေ့ငင်းချမ်းရင်းမိကိုကြုံဆိုကြတဲ့အခါမှာကျွန်ုပ်တို့ရဲ့ရင်ထဲမှာဖြစ်ရှေးအတိတ်ကလှုပ်ရှားမှုကြီးဟာအစ်စ်ပြန်ဖြစ်ရတော့တယ်လွန်ခဲ့တဲ့73နှစ်ကအနုညူဘုံကျဲချခဲ့ခြင်းကြောင့်ဖြစ်ပေါ်ခံစားကြရတဲ့ဒုက္ခဘုံဘုံဟာအမတန်ကြီးကျယ်ပါတယ်လူသမိုင်းမှာကျွန်ုပ်တို့ကြုံတွေ့ခဲ့ရတဲ့ ပျက်စီးပြုံးတိပုံမျိုးဟာဘလို့ပျက်စီးပုံမျိုးနဲ့မှမပြိုင်နိုင်ပါဘူး။တမထိုင်နေသောခုံတန်းအနောက်ဘက်မှာဂျပန်စကားပြန်ကဘာသာပြန်ပြောပြနေသည်။ဘာသာပြန်ပြောပြနေသည်ကိုနာဆွင်လျက်ကျမမှာပေါင်းဖို့ဘူးကြီးကိုမျက်တောင်မခံငေးကြည့်နေနေသည်။အဝေးမှတောင်တန်းကြီးကိုနောက်ခံထားသောတိုက်တာအဆောက်အဦးတို့သည်နေရောင်ကြီးအောက်၌ဆံပီးစာတည်လင်းသော အစင်းတံတို့ဖြင့်ကြော့မော်နေကြပေသည်မြို့တော်ဝင်းဤအတန်သည်အသားအစင်းမရှိသောကွက်လက်ကြီးကိုဖုံးလွှမ်းသွားအောင်ညီကျူးရိုက်ခတ်နေသည်ကိုကြီးတဲ့နိုင်ကိန်းအောင်နေကြသောဝိညာဉ်အပေါင်းတို့နှင့်တကွာတိမ်တောင်းမကမရေတွက်နိုင်သောလူလူကြီးမှာနားဆိုင်လျက်တိတ်ဆိတ်ငြိမ်သက်နေခိုင်းလေယူသည်လိုရာမြင့်ညူလျက်တခုခုတိုက်ခိုက်လျက်ရှိသည် အနုပြုကုန်းကြတဲ့မိကစားပြီးဟီရိုရှိမားမြို့မြေရင်တိုင်းကြံ့ရခဲ့သောအသက်တွေကိုယခုတစ်ထီချင်းချောင်းလျက်ရှိနေသေးပါပဲအနုပြုဒုက္ခတဲ့အပေါင်းဟာမတည်ခင်သိတော့အဝေဒနာစုကိုတမြင့်မြေခံစားလျက်နေကြရပါတယ်ဒီလိုဒုက္ခစုအပေါင်းပေါ်အဝါဝါနဲ့ဝေဒနာခံစားနေကြရတဲ့အဖြစ်အပျက်စုကြီးတွေကိုမျက်မှောက်ပြုကြပြီးကျွန်တို့ရဲ့အာယုံပြုချက်ဟာငြိမ်းချမ်းရေးပါပဲ လူလူရဲ့အဓိကတာဝန်ကျင်းချမ်းရေးကိုအမတ်အသားပြုကြရန်အလေးအနက်ပြုကြရန်ဟီရိုရှိမာကျင်းချမ်းရေးမြို့တော်ပြန်လည်တည်ဆောက်ဖို့ကြိုးပမ်းစီပါတယ်။ယနေ့ဟာဒီကျွန်ုပ်တို့ရဲ့ပတ်ဝန်းကျင်မှာစိန်လန်းဆိုပြေးသားရလျက်လှပစွာစီရင်ရှိနေတဲ့တိုက်တာအိမ်ညာတပတ်တစ်ချက်နိုင်လှပသောလမ်းကြီးလမ်းငယ်အသွေးသွေးများကိုတွေ့မြင်ကြည့်ရှုပြီးကျွန်ုပ်တို့ဟာ ၊ကွယ်လွန်သိဆုံးကုန်သောဝိညာဉ်များကိုလေးမြတ်စွာယူသိဖို့ပြုလျက်ရှ िख ိုးပြီးရင်ငြိမ်းချမ်းရေးရရှိရမည်ဆိုသောငြိမ်းချမ်းရေးယုံကြည်ချက်ကိုစတဲ့တပူတူစေပါတယ်။အနုမြူလက်နက်ပိတ်ပင်ရင်တမန်ငန်တဲ့အမှုမြူလက်နက်စမ်းတဲ့ရက်စိမ်းကြီးရှိတဲ့ဆုံးဖြတ်ချက်နဲ့အာကာသကောင်းကင်ကြီးမှာစစ်စစ်ကိုကဲရှာဖွေသောအတတ်ပညာညီလာခံကြီး ဖွင့်လှစ်လျက်ရှိခြင်းတို့ဥတည်လျက်ရှိသောသတင်းတွေဟာလူတွေရဲ့အမှုမြူပိတ်ပင်ရေးဆန္ဒတောင်းတခြင်းပြင်းပြနေကြတာတွေဟာအနာဂတ်အတွက်အနာဂတ်ရောင်ကြီးပါပဲလူမှုဆန္ဒပြမှုမှာကျွန်တော်တို့ရဲ့အတန်ကိုကဘာကပူကြတာဟာခိုင်မာအောင်လုပ်ရပါလိမ့်မယ်အမှုမြူလက်နက်သုံးခြင်းပြုလုပ်ခြင်းကိုလုံးဝပိတ်ပင်အောင်ခွန်တိုက်အားတိုင်းကြိုးပမ်းကြရမယ်ဒီလိုကြိုးပမ်းချက်တွေဟာ လူပေါင်ကြီးပြတ်သုံးမှုကိုကဲတင်ခြင်းသဘောပါပဲ။ဒါကြောင့်တန်တိတန်ကိုအာသစ်တွေလောင်းချမှတ်ပြီးတော့ကျွန်ုပ်တို့ရဲ့ခန်းစားချက်အတွေ့အကြုံအရကပန်းအောင်ဒီပန်ချားချက်ကိုသိစေလိုက်ပါတယ်။အောမလက်ခုံတန်ကြီးကိုကြောက်ခမန်းလီလီကြားရနေသည်။မြို့တော်ကိုမိန်ကွန်းပေးလျင်ညောင်များစွာသောចောင်းသူကလေးတို့သည်ချင်းကလေးတွေကိုစီဆွဲထွက်ပါလာကြကားချင်းတဲမှာ ခုပြူတရားခန့်ကိုဆွဲထုတ်ပြီးမိုးမော်တို့ညံ့ညောင်းနိုင်နေသည်ဒီကနေ့မှာဖျက်ပြပေးခဲ့တဲ့စာအုပ်လေးကတော့ဂျာနယ်ကျော်မမလေးရေးထားတဲ့7:15မိနစ်ဆိုတဲ့ ဝတ္ထုတို့လေးကိုဖတ်ပြပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။ကျမတို့ရဲ့တိန်ကတုသမီ channel လေးကနေတုတ္တရတနာဝယ်ရာစာအုပ်စာပေညွှန်ဆောင်ကိုနေ့စဉ်ဖတ်ရှုပေးလျက်ရှိပါတယ်။ဒါကြောင့်မို့ကျမတို့ရဲ့ channel လေးကို like and subscribe ပြုလုပ်ထားပေးဖို့တောင်းဆိုပါသေးရှင်။နားတော်တာဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။